စူပါမိဘများမင်္ဂလာပါရခင်အပတ်မှာစူပါမိဘတွေအတွက်ပေါ့နော်ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားသလိုဒီတစ်ပတ်မှာလည်းပဲ online နဲ့ပတ်သက်ပြီးတော့မှသားသမီးတွေသုံးဆွဲတဲ့အခါမှာဘလို့လုံခြုံမှုတွေအတွက်လုပ်သွားမလဲကလေးတွေကိုဘလို့အကောင်းဆုံးလမ်းညွှန်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆွေးနွေးမှုမစတင်ခင်မှာစူပါမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီး online ပေါ်မှာလုံခြုံမှုအတွက်ဘလို့ကာကွယ်မှုမျိုးတွေကိုလှုပ်ဆောင်နေတယ်လေအဲ့ဒီအရာလေးကိုလည်း comment ထဲမှာ share ပေးခဲ့လို့ရပါတယ်ဆို တော့ဒီတစ်ပတ်အတွက်ဥဆောင်ဆွေးနွေးပေးမယ့်ဆရာကတော့ရခင်ဘက်ကဆရာ သားတူဒီသောသားနော်တူဒီသောသားရဲ့ဖခင်ဖြစ်သူဆရာဇုံမင်းထံဖြစ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါ ဆရာကတော့ Brown Academy ရဲ့ Head Teacher တူဖြစ်ပါတယ်။ဆရာကအိမ်မှာလဲ Head เนาะအကျောင်းမှာလဲ Head အခုဆက်လက်ပြီးတော့မှ Super မိဘတွေအတွက်ဒီ online အထူးသဖြင့် KR စင်ခေါ်မှုပေါ့နော်ရင်ဆိုင်နေရတဲ့မိဘတွေအတွက်ဘလို့လမ်းကြောင်းတွေကိုအမ်ဖော်ပြပေးမလဲဆိုတဲ့အရာလေးကိုဆုံးတဲ့အထိနားထောင်ပြီးသွားပါ။အဲ့တော့ဆရာပထမဦးဆုံးပေါ့နော်ဒီ online နဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဆိုးကျိုးလေးတွေပေါ့နော်ကျွန်တော်တို့အဲ့ဒီအရာလေးတွေကိုမိဘတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိနိုင်အောင်လို့ပေါ့နော်တစ်ချက်လောက်ပြောပေးပါလား။ဟုတ်ကဲ့ပါ မင်္ဂလာပါဆိုတော့ကျွန်တော်တို့ online ကနေတုံးနေတဲ့ app တွေ game တွေ entertainment တွေလို့ပြောရင်ကျွန်တော်တို့ကတော့မိဘတွေကတော့စေတနာနဲ့ဘာလို့မြင်လဲဆိုတော့ဆိုဂျိုပေါ့နော်ဆိုဂျိုကြောင့်ကာကွယ်ပါတယ်အာတစ်ဆက်တည်းမှာပဲကောင်းကျိုးလည်းရှိပါတယ်ဆိုတော့ဒီကနေမိဘတွေကိုကူညီပြီးတော့ကျွန်တော်ဒီဝေမျှချင်တာကတော့အာ online game တွေထဲမှာလည်းကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်ဆိုတော့ကျွန်တော်ကောင်းကျိုးလေးကိုပြန်ကြည့်ပါမယ်ပထမတစ်ခုကတော့သူဘုဟုတ္တရရသလား ဝုဒ္ဒရရရင်လည်းအဲ့ဒါကောင်းကျိုးထဲမှာပါပါတယ်ဒုတိယတစ်ခုကတော့သူ့အတွက်ဖြတ်ထိုးညံကောင်းသလားပြီးတော့သူဒီအာကျင့်တဲ့ချက်ထဲမှာစဉ်းစားတတ်သလား critical thinking ရသလားနောက်တစ်ခုကတော့သူ့အတွက်အာပေါင်းသိမိတ်ဆွေအသစ်တွေသူတိုးချဲ့နိုင်သလားပြီးရင်နောက်ဆုံးတစ်ခုကတော့သူ့အတွက်အာသူ့ရဲ့ညှော်မှန်းချက်ယဉ်မှန်းချက်စိတ်ကူးအိမ်မက်တွေကြဲပြန့်အောင်လုပ်နိုင်ဖို့အမြင်ဖွင့်ပေးတဲ့အစီအစဉ်လေးတွေရှိသလားဒါဆိုရင်ကျွန်တော်ဟိုက ဒီဟာလေးကိုကောင်းတယ်လို့ကျွန်တော်ကပြောလို့ရပါတယ်။အစိုးဘက်ကိုသွားစီတဲ့ဒီ online ဘက်ကနေဖြစ်လာတဲ့ app တွေ game တွေကတော့နံပါတ်1တခုကတော့သူပညာရေးမှာကြဆင်းလာသလား။သူစာမကြက်ချင်တော့ဘူး။စာမလုပ်ချင်တော့ဘူး။အမှတ်တွေကြလာတယ်။ဒါဆော့လို့ဆိုရင်ကျွန်တော်တို့ game တွေဆော့လာလို့ဒါမှမဟုတ်ရင် social media တွေအသုံးများလာလို့ဆိုရင်ဒါဒီမကောင်းပါဘူး။ဒုတိယတခုကသူ့ရဲ့အိပ်စက်မှုအိပ်ပျော်ရခက်သလား။ ိတ်ချိန်ဒီမမှန်ဘူးလားဒါမှမဟုတ်ရင်နှစ်နှစ်ချိုက်ချိုက်အိတ်မပြောလို့အရေးမဝတဲ့ပြဿနာမျိုးဖြစ်လာရင်အဲ့ဒါမကောင်းပါဘူးနောက်တစ်ခုကတော့သူ့ရဲ့အမူအကျင့်တွေပြောင်းလာတယ်ဥပမာဖြစ်ပို့ပြီးကြမ်းတမ်းလာတယ်အာပို့ပြီးတော့စိတ်မရှိလာဘူးတစ်ခုတစ်ခုမရရင်ပောက်ကွဲလာတာမျိုးဖြစ်စေတယ်ဆိုရင်အဲ့ဒီ online ရရှိတဲ့အရာလေးပြမကောင်းတဲ့အရာပါနောက်တစ်ခုကတော့သူဒီတီးတီးတန့်တန့်တအားနေလာတယ် မိဘနဲ့တိတ်စကားမပြောချင်လာဘူးမိသားစုဝင်နေတဲ့အချိန်တိတ်မသုံးချင်လာဘူးသူ့အခန်းလေးထဲပဲအောင်းလာတယ်ဖုန်းလေးပေးလိုက်ရင်အခန်းထဲသွားအောင်းပြီဒါမှမဟုတ် tablet လေးပေးလိုက်တယ်ဆိုအခန်းလေးသွားအောင်းပြီးတော့နေလာတယ်ဆိုရင်အဲ့ဒီလိုအကျိုးဆက်မျိုးများမိဘများတွေ့တယ်ဆိုရင်အဲ့ဒါဒီ မကောင်းပါဘူးလို့အဲ့တော့ကျွန်တော်တို့ကကောင်းတယ်မကောင်းဘူးဆိုတော့ဒီအမူကျင့်လေးတွေကိုကြည့်ပြီးတော့မိဘတွေဆုံးဖြတ်လို့ရအောင်ကနူးအနေနဲ့ဝင်ပြချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ရဲ့သားသမီးတွေခလေးတွေပေါ့နော်ကျွန်တော်တို့ရဲ့ခလေးတွေကကောင်းတယ်မကောင်းဘူးဆိုတော့အမူအကျင့်တွေကနေပြီးတော့မှကျွန်တော်တို့ကြည့်ပြီးဟုတ်ပြီဆိုတော့ကျွန်တော်တို့အဖြေလေးတွေကိုတည်ပြီးဒါဆိုရင်ဘယ်လိုလုံခြုံတဲ့အအရာတွေကိုဖန်တီးမလဲပေါ့ဒါကကျွန်တော်တို့ရဲ့တာဝန်ဖြစ်လာပြီးမိဘတွေရဲ့တာဝန်ဖြစ်လာပြီးဒါကြောင့်လုံခြုံတဲ့ဒီ online နဲ့ပတ်သက်တဲ့ ဲ့ပတ်ဝန်းကျင်လေးတစ်ခုပေါ့နော်အဲ့ဒီအရာလေးတစ်ခုကိုဘယ်လိုဖန်တီးယူလဲဟုတ်ကဲ့အာကျွန်တော်တို့အရာအတိုင်းမှာတော့အကောင့်နဲ့အဆိုနှစ်ခုတွန်တွဲလေးရှိပါတယ်ခုနကလည်းကျွန်တော်အစာပိုင်းမှာပြောလို့အကောင့်ကျူရှိတယ်ဆိုကြိုးလေးကြီးဖြစ်လာတတ်တယ်ပေါ့အဲ့တော့နံပါတ်1တစ်ခုကတော့မိဘအသိဖို့လိုပါတယ်သိမှကျွန်တော်တို့ကသူတို့ကိုကာဝယ်ပေးလို့ရမယ်ပေါ့နော်ကျတော့တခါတည်းမှာကိုသားသမီးဘာလုပ်နေမှန်းကျွန်တော်မသိဘူးကိုသားသမီးဘာကြီးကြိလိုက်မှန်းကျွန်တော်မသိကြဘူးတခါလေကျရင်ကလေးက တချို့မိဘတွေများဆိုရင်ဒီကလေးဒီကိုသားသမီးအဘယ်နှနာကြီးတယ်လဲဆိုတာတော့မသိလိုက်တာလေးရှိတယ်ပေါ့နံပါတ်1မိဘတွေကိုအားပေးချင်တာသိအောင်လုပ်ပါလို့ကိုသားသမီးအချိန်ဘယ်လောက်ဒီ screen ပေါ်မှာကြီးတယ်လဲဆိုတာဟိုဟာ setting လေးထဲကနေဝင်ပြီးကြည့်လိုက်ရင် screen time ဆိုတာလေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ကြည့်လိုက်ရင် အော်ငါသားသမီးဒီနေ့ရက်မှာဒီတရက်မှာဘယ်နှနာကြီးတယ်ပေါ့နော်တပတ်စာလဲကျွန်တော်ကြည့်လို့ရတယ်တလစာလဲကြည့်လို့ရတယ်ကိုတယောက်တည်းပဲကြည့်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ်ကလေးနဲ့အတူကြည့်လို့ရကဲသားရေသမီးဒီနေ့တော့မင်းကြည့်တာတုံးနာကြီးနော်စာကြည့်တာတော့တနာကြီးနော်ကျွန်တော်တို့သူတို့နဲ့အတူတူဝင်ပြီးတော့စစ်လို့ရပါတယ်လို့ screen time ကတော့မညာပါဘူးသူကြည့်ရင်ကြည့်တလောက်အကုန်လုံးပေါ်တာပေါ့နော် record တွေအကုန်လုံးရှိတယ်တပတ်စာလည်းအကုန်လုံးရှိတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေကြည့်လိုက်ပြီးတော့သားသမီးနဲ့ကျွန်တော်တို့ကြည့်တဲ့အချိန်စုစုပေါင်းစုပေါင်းလို့ရတာပေါ့နော်တပတ်မှာကဲ ဒီ screen time ဘလောက်တော့ရှိသွားပြီနည်းသလားများသလားပေါ့နော်အခုနောက်ပိုင်းတွေမှာဆိုလေဖုန်းတွေမှာလည်းရှိပါတယ် weekly reminder လေးတွေတက်ပါတယ်ဟိုဒါမှမဟုတ် daily လည်းလုပ်လို့ရတယ်ဒီတစ်ပတ်မှာတော့ main ကြည့်နေတာတရက်ကိုဘယ်နှနာရီ average ရှိပါတယ်ပေါ့နော်ဟိုဒီလောက်တော့ရှိပါတယ်ဆိုတော့သူကပြန်ပြန်ပြီးတော့ပေါ်ပါတယ် reminder လေးလေးပေါ်တော့ကျွန်တော်ကိုသားသမီးနဲ့အတူအဲ့လိုလေးကြည့်လို့ရတယ်နောက်တစ်ခုကတော့သူဘာတွေကြည့်ခဲ့တယ်လဲပထမဆုံးကတော့ကျွန်တော်တို့အားပေးချင်တာကိုမိဘက ပေးလိုက်တဲ့ဖုန်းကြည့်လို့ပြီးသွားရင်ဖုန်းပြန်သိမ်းတဲ့အချိန်တက်ဘလက်လေးတွေပြန်သိမ်းတဲ့အချိန်ဒီတိုင်းလေးမသိမ်းပါနဲ့သူဘာတွေကြည့်ခဲ့လဲဆိုတာလေးကိုဝင်ပြီးတော့ကြည့်ပြပါပြီးတော့သားသမီးကြည့်နေတဲ့သူတခါလေကြတော့ကျွန်တော်တို့ကကလေးကကတ်တုန်းကားပဲကြည့်နေတာပဲတခြားဟိုအဆီဇင်လေးတွေကြည့်နေတာပဲအဲ့ဒီလိုနဲ့လွှတ်ထားတာမျိုးမဟုတ်ဘဲနဲ့ဝင်ပြီးတော့ကြည့်ကြည့်ပါအောင်သုံးတဲ့စကလုံးလေးတွေတင့်တော်သလားပေါ့နော်အာပြီးတော့သူတို့ရဲ့အမှုအကျင့်လေးပြီးတော့သူတို့ရဲ့အဝတ်ပုံစားပုံလေး တယောက်နဲ့တယောက်ဆက်ဆံတဲ့ပုံစံလေးတွေတခါတည်းမှာကလေးတွေအပျော်ပဲဆိုမှ prank လုပ်တာလေးတွေလိုက်ကြည့်တယ်ကြည့်လိုက်ပြီးရင်ဒီဟာတွေရဲ့နောက်ဆက်တွဲစိုးကျပါရှိနိုင်မလဲမိဘတွေကျွန်တော်ဟိုပြန်ပြီးစဉ်းစားလို့ရတာပေါ့နော်ဆိုတော့အဲ့ဒါမှသူတို့ကြည်ထားတဲ့အရာရဲ့ကိုသားသမီးရဲ့နှစ်ခုချိန်ထိုးလို့ရတယ်ကြည့်တဲ့အမူချင်းကကိုသားသမီးစီကိုကူးပြောင်းလာပြီဆိုရင်ကျွန်တော်ကောင်းတာဆိုရင်တော့ကျူဆူပါပါမယ် မကောင်းတဲ့အရာ तू ကြည့်တယ်မကောင်းတဲ့အရာကိုသားသမီးစီမှာကူးဆက်လာပြီဆိုရင်ကာကွယ်ရမှာကျွန်တော်မိဘတွေရဲ့တာဝန်ပါဟုတ်ကဲ့ပါဆိုတော့ဒီအဒီလိုကိုယ့်ရဲ့တာဝန်ကိုကို တိရနော်ကိုတိရဒါပေမဲ့တစ်ခါတစ်ခါမှလေမိမတိုင်းကအဲ့ဒီတောင်ကိုခြေဖို့အတွက်ကြော်ဖြတ်ရတဲ့အရာမလွယ်ဘူးပေါ့နော်ဆိုတော့သားသမီးတွေနဲ့အတူကြော်ဖြတ်တဲ့အခါမှာဘလို့အသိပညာတွေကိုဘလို့လမ်းကြောင်းအဖြစ်ပြီးမလဲပေါ့အဲတင့်တော်တဲ့လမ်းကြောင်းလေးတွေလည်းစူပါမိဘတွေအတွက်ဆရာလည်းညွှန်ပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့ ခုနပြောသလိုပေါ့နော်အမိဘတွေအနေနဲ့ကျွန်တော်တို့တစ်ဖက်ကမိသားစုတွေရုံးခံရတာဒီလေရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုဟာပေါ့ကြီးထွားခဲ့ရတဲ့ကြီးပြင်းခဲ့ရတဲ့ခေတ်ကာလအရကျွန်တော်တို့ digital ခေတ်ကိုမှီခဲ့တယ်ဆိုတော့ဒီကလေးတွေကပြောရမယ်ဆိုရင်သူတို့ပို့ပြီးကျွန်တော်တို့ထက်ကျွမ်းပါတယ်အဲ့တော့ နီးပညာလို့ပြောရင်အိမ်မှာမိဘနဲ့တာသမီဆိုတာသမီကပူကြွမ်းတယ်ဟုတ်တယ်ဟုတ်တယ်တာသမီကပူတည်တယ်တော်တော်များများတော့အဲ့တော့ဟိုမူလာတန်းအရွယ်ចောင်းသားចောင်းသူအရွယ်လေးရှိတယ်တာသမီကတော့မိဘကိုပြန်တင်ပေးတာတခါလေကြရင်တော့ Facebook account ကျသွားလို့ဆိုရင်သူတို့ကပြန်ယူတတ်ပြီးတယ်လောက်တတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနီးပညာနဲ့ဆိုင်ပြီးတော့သင်ဖို့တဲ့နံပါတ်1ကတော့ကျွန်တော်တို့သားသမီးတွေကိုတာဝန်ယူတတ်ဖို့သင်ပေးရမှာပဲဟုတ်ဘယ်အရာပဲလုပ်လို့ပေါ့နော်သူဖုန်းကြည့်နေရင်လည်းဖုန်းကြည့်တဲ့အချိန်လေး ဟိုတက်ဘလက်ကြည့်နေလဲတက်ဘလက်ကြည့်တဲ့အရာတာဝန်ယူတတ်ပါမယ်ပြီးတော့ကျွန်တော်တို့ကသူတို့သုံးနေတဲ့သူတို့ကြည့်နေတဲ့ဆော့နေတဲ့ game တွေ app တွေအကုန်လုံးကျွန်တော်ကမသိနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဘာလေးကိုပဲသင်ပေးလို့ရတယ်လေလို့ပြောရင်တာဝန်ယူမှုတာဝန်ခံမှုရယ်ဘယ်အရာမှမဆိုကောင်းကျိုးရှိတယ်ဆိုးကျိုးရှိတယ်ဆိုးကျိုးရှိလာရင်ဘယ်လိုတားဆီးမလဲကောင်းတဲ့အရာကိုဘယ်လိုအတူယူမလဲဆိုတာမျိုးနဲ့ကျွန်တော်တို့ကသိဖို့သင်ပေးဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ကအရန်ပိတ်ပင်တားဆီးတဲ့မိဘမဖြစ်ဖို့တော့အရေးကြီးပါတယ် တခါတည်းကမှပိတ်ပင်ထားစီရင်ကာလတစ်ခုထိပဲကျွန်တော်တို့ကဖိလို့ရမယ်ဒါပေမဲ့တစ်ချိန်ကျရင်သူအကုန်လုံးကစုထားတာကိုအတိုးချပြီးသုံးနိုင်မယ်အဲတချို့တော့မိဘတွေကအရင်ဖိထားတယ်ပြထားတယ်ဒါပေမဲ့အနွေရာဒီလောက်ရောက်ရင်ကလေးအတိုးချပြီးတုံးတော့တာတချို့တလေဆိုအရွယ်တစ်ခုရောက်ရင်အတိုးချပြီးတော့အကုန်လုတ်လိုက်တဲ့အခါမှာမိဘတွေရောကျွန်တော်တို့ဆရာသမားတွေရောမဖြစ်စေချင်တဲ့ဆိုဂျူသွားပြီးဖြစ်တာပေါ့နော်အဲ့တော့ကြောင့်ဒီဟာကတော့ရေရှည်စီမံပြီးတော့လုတ်ပေးရမယ့်အရာပါအဲ့တော့ तू ဘာပဲလုတ်လို့ တာဝန်ယူမှုတာဝန်ခံမှုရှိအောင်သင်ပေးပါ ကောင်းကျိုးရှိတယ်ဆိုတာကိုလည်းသင်ပေးသလိုဆိုးကျိုးရှိတယ်တတိထားရမယ်ဆိုတာမျိုးကိုလည်းအမြဲတမ်းသင်ပေးဖို့အဲ့ဒါမှကလေးကသူဒီတက်ဘလက်တွေဖုန်းတွေသုံးလိုက်တဲ့အခါမှာအလုံးအပျော်ကြီးပဲမဟုတ်ဘူးဆိုးကျိုးလဲလာနိုင်တယ်ဒါတော့ငါအဖေပြောထားတာငါအမေပြောထားတယ်ဆိုးကျိုးကဒါမျိုးအန်ဒီရဲ့ဆိုတာဒါမျိုးပဲငါအတွက်မကောင်းတဲ့အရာကဒါမျိုးပဲဆိုတာလေးကခေါင်းလေးထဲမှာရှိရင်သူ့ကိုယ်တိုင်သူဖြေရှင်းနိုင်လိမ့်မယ် အကူညီလို့ရင်မိဘကိုလာပြီးတော့ပြောပါလိမ့်မယ်။ဆိုတော့မိဘတွေကိုအားပေးချင်တာဖုန်းတုံးလို့ဆိုမှခဏခဏမစူပါနဲ့လို့။ခဏခဏစူခံရတဲ့ကလေးကဖုန်းထဲကနေတခုခုသူပြဿနာဖြစ်တယ်။အဲဒါမှမဟုတ်ရင်သူအန္တရာယ်ကြုံရင်မိဘကလာမပြောတော့။ဘာလို့လဲဆိုတော့အစုခံမှဆိုလို့ဒါမှမပြောတော့။ဆိုတော့ခုနပြောလို့ပေါ့နော်ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုပြီးရင်ကျွန်တော်တို့သူတို့ကိုအမြဲတမ်းသူတို့အတွက်ရှိပေးနေတယ်၊ကူညီပေးတဲ့သူ၊ဖေးမှန်ပေးတဲ့သူမှရှိရင် တခုခုသူအပြောခံရတဲ့အစောကားခံရတဲ့ဆိုရင်မိဘကိုလာပြီးတော့ပြောလိုက်မယ်ဒီကိစ္စကိုတော့ငါအမေကိုပြောရင်မဆူဘူးငါအဖေကိုပြောရင်တော့မဆူငါကိုကူညီမှာပဲဆိုတဲ့လုံခြုံစိတ်ချမှုမိသားစုရဲ့လုံခြုံစိတ်ချမှုကို အရင်ဆုံးတည်ဆောက်နိုင်တယ်ဆိုရင်မိသားစုတဲကိုအပြင်ပယောကမဟုတ်ဘူးအဲ့အတွက်ကြောင့်မိဘများဟိုဖုန်းသုံးနေတာနင်းဖုန်းကြီးပဲသုံးနေတာပဲဆိုတာမျိုးကိုလက်လွတ်စပယ်နဲ့ကျွန်တော်တို့စူတာမျိုးမဟုတ်ဘဲနဲ့စူမယ်ဆိုရင် ြင်ပေးမယ်ဆုံးမပေးမယ်ဆိုတက်တေတာကနဲ့ပြင်ပေးပါလို့ဟိုမှာပြ screen time တခါလေသွားကြည့်လို့ရတယ်ပေါ့နော်ဒီ content ကိုကြည့်နေတယ်မကောင်းဘူးပေါ့နော်ဒီစကလုံးနေမကောင်းတာကြီးကိုမင်းအဲပြန်ပြီးတော့ပြောနေတယ်စသဖြင့်ဟိုတီတီမီမီနဲ့ကျွန်တော်တို့ကပြင်ပေးမယ်ဆိုကလေးပြင်ပါတယ်ပေါ့နော်ကျွန်တော်တို့ကတခါလေးကြိုင်ကလေးတွေကမိဘဘာပြောမလဲဆိုအလွတ်ရနေတယ်ပြောပြောတော့မယ်ပေါ့နော်ပြောနေကြပြောနေကြပဲဆိုတော့ သူနားပဲထောင်ပေးလိုက်တယ်ကြော်သွားပြင်သူလှုပ်ချင်တာပြန်လှုပ်တာပေါ့နော်ဆိုတော့တကယ်လဲပြဿနာကြုံလာရင်မိဘကမိဘစီကိုလာပြီးတော့သူကယင်လာမဖွင့်တော့ဆိုတော့အရင်ဆုံးတင်ပေးတာလေကိုပဲဖြစ်ပါသားသမီးတွေ online ပေါ်မှာတကုတ်ခုအမှားယွင်းဖြစ်လို့အပြောခံအဆိုခံရလို့ဖြစ်လို့အရင်ဆုံးယင်ဖွင့်ပြီးတော့ကူညီပေးတဲ့သူလဲမိဘဖြစ်အောင် ကျွန်တော်တို့ကြိုးစားပေးဖို့လိုပါတယ်။ဟုတ်ကဲ့ပါဆရာ။ဒါတော့နောက်ဆုံးတစ်ခုအနေနဲ့တို့ကိုစောင့်ကြည့်တဲ့အခါပေါ်တော့ဘယ်လိုပုံစံတွေကိုလဲမိဘတွေဘက်ကသတိထားပြီးတော့မှဒီစောင့်ကြည့်မှုတွေမှာအာတည်ရမှုကြိုးတည်ရမှုရှိအောင်ပေါ့အဲလှုပ်ဆောင်ရမယ့်အပိုင်းလေးတွေမိဘဘက်ကသိထားတဲ့အရာလေးတွေကိုလဲဆရာနည်းနည်းလေးပြောပြပေးပါလား။ဟုတ်ကဲ့ကျွန်တော်တို့မိဘများအနေနဲ့တာသမီတွေကိုထိန်းချောင်းတဲ့အခါမှာဟိုတာသမီတွေစီမှာပေါ့နော်။ ငါမိဘကတော့ငါကိုအပြစ်ရှာနေတာပဲဆိုတဲ့ခံစားချက်မျိုးမပေါ်အောင်ကျွန်တော်တို့လုပ်ဖို့လိုပါတယ်အဲ့ဒီလိုလုပ်တယ်ကျွန်တော်တို့အဲ့ဒီခံစားချက်မျိုးရှိရင်တာသမီရဟိုဖုံးကွယ်လိုက်လိမ့်မယ်ဆိုတော့ဥမာအနေနဲ့ဆိုကျွန်တော်ဆိုရင်ကျွန်တော်သားလေးသူဖုန်းဒီပိုင်းတုံးပြီးတော့ရင်ကျွန်တော်မေးပါတယ်တာရေဘယ်ဥစ္စာကိုတုံးထားလဲအပောင်းအောင်ပြပါအောင်နော်သူလာပြတယ်ဆိုပြီးမှကျွန်တော်သူ့စီရံနေအဖြေတောင်းတယ်တာရေပေါ့ကျွန်တော်ကတော့သူ့အခွင့် avid လို့ခေါ်တာပေါ့နော် အဖေရေဒါလေးကကောင်းတယ်လို့ထင်သလားမကောင်းဒါဆိုတာဘာလို့ကြည်လိုက်လဲကျတော့ तू ကကောင်းတဲ့အပိုင်းလေးကိုပဲကြည်တာပါတဲ့ဆိုးတဲ့အပိုင်းလေးတော့ကြော်လိုက်ပါလေပေါ့ဆိုတော့အဲ့ဒီအရာလေးကကျွန်တော်ကနားထောင်ပြီးတော့ तू ဖြစ်ဖို့လိုတာပေါ့နောက်တစ်ခုဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ဆိုရင်ဟို YouTube account ကကျွန်တော်သားရောကျွန်တော်တခုပဲထားထားတယ်သူ့ account လေးကျွန်တော်ဝင်ဝင်သွားပြီးတော့ကြည်လို့ရတယ်ဒါပေမဲ့ နောက်တစ်ခုကကြတော့ကျွန်တော်တို့ကသူကြည်နေတုံးမှာကျွန်တော်တို့ကလူကြီးဖြစ်လို့ဆိုပြီးတော့သွားပြီးတော့ဟိုတဏှာကြီးပေးကြည့်တဲ့အချိန်မှာနိုင်ဝက်လောက်မှာသွားပြီးတော့မိဘအာနာသုံးပြီးတော့ရက်လိုက်တာမျိုးမလုပ်ပါဘူးနော်သူနဲ့ကိုယ်နဲ့အပေးယူလောက်ထားတဲ့တဏှာကြီးတဏှာကြီးဆိုရင်သူတဏှာကြီးကြည်ခွင့်ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီအရာလေးတွေကမိဘကကလေးပါကြည့်ခဲ့တယ်လဲဆိုတာကိုသိဖို့ရန်အတွက် app ဒီနဲ့လေကျွန်တော်တို့တုံးပြီးတော့ကြည်လို့ရတဲ့ application လေးနဲ့လည်းပြန်ကြည်လို့ရပါတယ်။နောက်တစ်ခုကြတော့ ူတုံးပြီးသွားပြီဆိုရင်လည်းမိဘများလည်းပြန်ပြီးတော့ဆွေးနွေးပါသူဘယ် content တွေကြည့်သွားတယ်လဲအဓိကတော့ကျွန်တော်တို့မိဘများအချိန်နည်းနည်းတော့ပေးဖို့လိုပါတယ်လို့ကျွန်တော်အပေါ်ယံလေးလေတမန်ကချန်ကလေးနဲ့ကြည်နေလို့တော့မပေါ်ဘူးပေါ့နော်မိဘများအချိန်လေးနည်းနည်းပေးပေးပါကလေးတွေကြည်နေတဲ့အကြောင်းအရာဘာအကြောင်းအရာလဲနော်တင့်တော်လားမတင့်တော်ဘူးလားတခါလေကြရင်တော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်သားကြည်တယ်ကျွန်တော်ထိုင်ကြည်လိုက်တယ်အတူတူကြည်လိုက်တယ်အတူတူကြည်ပေးလိုက်တယ် ဆိုတော့ပေးလိုက်တဲ့အချိန်10မိနစ်15မိနစ်ပါပဲအဲ့တော့သူ့ကိုယ်တိုင်ကလည်းပြောတာအဖာဒါမကောင်းကြော်လိုက်ရအောင်ဘောနော်သူတယောက်တည်းရှိနေတဲ့ခါသူကြည့်ရင်ကြည့်မယ်ဒါပေမဲ့ကျွန်တော်နဲ့အတူကြည့်လိုက်တဲ့အခါကျတော့သူသူ့ရဲ့အတွေးလေးထဲမှာဝင်လာတယ်ဒါကတော့အဖေနဲ့အတူကြည့်လို့မကောင်းဘူးဘောနော်သူကြော်လိုက်တယ် content လေးတွေသူပြန်ယူလိုက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကမိဘများဘယ်အရာမစိုးသားသမီးကိုပြုစုပြောင်းထောင်တဲ့အခါမှာအချိန်ဆိုတာကရတနာပါလို့အချိန်လေးတစ်ရက်မှာ10မိနစ်15မိနစ်လောက် သူတုံးနေတဲ့ internet နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်ပြီးကြည့်ပေးမယ်ဆိုရင်ဒါအကောင်းဆုံးပါအဲတချို့တော့နီလန်းတွေကတော့ကျွန်တော်တုံးပါတယ် application တွေတုံးပြီးတော့ပြန်ကြည့်တယ်အဲ့ဒါ second hand မှာမိဘကကိုယ်တိုင်တာသမီကြည့်တဲ့ဟာကိုလိုက်စစ်စစ်ပေးလိုက်တဲ့အရာက first hand ပါအဲ first hand ကတော့တန်ဖို့အကြီးဆုံးပါလို့ဒါကတော့ကျွန်တော်တို့အားလုံးတုံးလို့ရတယ် တချို့ application တွေသုံးရင် computer ဝယ်ရအောင်မယ်ဖုန်းဝယ်ရအောင်မယ်ပေါ့နော်ထပ်ပြီးလောပတ်စံလည်းကုန်သေးတယ် internet လည်းချိန်ရအောင်မယ်မိဘကိုယ်တိုင်က internet လည်းချိန်စရာလည်းမလိုဘူးသားသမီးနဲ့အတူတူသူဘာကြည့်နေလဲသူဘာလုပ်နေလဲပြီးရင်ဆွေးနွေးပေးပါအမြဲတမ်းဆွေးနွေးသောမိဘအဲ့အတွက်ဆိုပို့ကောင်းပါတယ်အပြစ်တင်တဲ့သူတွေဆွေးနွေးပေးမယ်ပြီးရင်ကလေးကိုပဲပြန်ပေးပါကောင်းသလားမကောင်းဘူးလားဘယ်အပိုင်းကောင်းတယ်လို့ထင်လဲဘယ်အပိုင်းတော့မကောင်းဘူးလို့ထင်လဲဆိုတာမျိုးလေးကို နားထောင်ပေးတယ်ဆိုရင်ကျွန်တော်တို့တို့အများကြီးလမ်းညွှန်ပေးနိုင်တဲ့မိဘဖြစ်ပါလိမ့်မယ် စူပါမိဘတွေကျမတို့ကြားခဲ့ရတယ်လို့ပဲပေါ့မိဘတွေကကလေးတွေအတွက်လက်ဦးစီရပါပဲဆိုတော့ကျမတို့တွေဆရာပြောသွားတယ်လို့ပဲ first hand နေဖြစ်ပါတယ်အဲ့ဒီအတွက်ကိုအကောင်းဆုံးဆက်လက်ပြီးတော့မှစူးစမ်းသွားရအောင်ကျမတို့ပတ်စံနေငွေကုန်ကြီးချအများကြီးခံပြီးတော့မှလုတ်เสียမလို့ပါဘူးကျမတို့အချိန်လေးကိုမှရှိနေတဲ့တန်ဖိုးအရန်ရှိတဲ့အချိန်လေးတွေကိုသားသမီးတွေနဲ့အတူဖြတ်ကျော်ပြီးတော့မှသူတို့ရဲ့အနာဂတ်ကိုကျမတို့မြင့်တင်ပေးကြရအောင်ဒီတစ်ပတ်တော့ဒီလောက်ပါပဲနောက်အပတ်ဒီမှာတော့အကြောင်းအရာသစ်တွေနဲ့ပြန်လာမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါ thank you